အချစ်အမုံအလွန်အစွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်ဂျာရီကိုအသက်သုံးလိုက်တဲ့အခါဖြစ်ပေါ်လာတာကရေဒီယိုဒရာမာအမရေဒီယိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအခုကတော့ရေဒီယိုဇလန်းကိုနားဆင်ရမယ့်အချိန်လေးဖြစ်ပါတယ်ဒီဒီပတ်ရေဒီယိုဒရာမာကနေစာရေးသူခိုင်မြဲသူရရေးသားထားတဲ့အင်းရမှာတာရဲလားလို့အမည်ရတဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ် နားဆင်ခံစားကြပါအောင်ရှင်တဲ့နဲ့3 4 5 6 9 8 she kunne chao nga hey hey ha alo mlo na le ha yelai yelai hey chine sin ne ne mingle hey ဒီမအင်ဂျီပြော်ဟုတ်တာရမင်းကလေးဟာဆက်မစင်းတော့လေဗျာလာပါမရေကံမောင်မပြန်တက်ရအောင်နော်လူအသက်တချောင်းဆိုတာရခဲ့ပါတယ်ဗျာကိုကိုကိုတေချောင်းကြံ့ရင်အဖန်900 9ကဘာလို့ဖျားဟောရှိတယ်လေမကြဘူးလားမလောက်ကောင်းပါဘူးဗျာအမရေနော်အဲ့လိုမျိုးတွေမလောက်ပါနဲ့လာပါလာပါကံမောင်မပြန်တက်ရအောင်နော်ဒီမရှင်ဘာလာပြောနေရလဲကျမလက်ကိုလွတ်ပါကံမောင်မရောက်ရင်ကျွန်တော်လွတ်ပေးမှာပါဒီမရေကပေါင်ထုတ်အောင်ရောက်တော့မယ် ာဒုက္ခပါပဲရှင်ထင်ရမြင်ရရှောက်ပြောမနေနဲ့ကျမတေချောင်းကြံနေတာမဟုတ်ဘူးကျမရဲ့ချွေးတုတ်တဲ့ကျမတပတ်အသေးလေးရေထဲကျသွားလို့အဲ့ဒါရလို့ရညာလိုက်ဆယ်နေရရှင်ရှင်လုံးတာနဲ့လေကျမတပတ်လည်းမရနိုင်တော့ဘူးဒုက္ခပါပဲဟုတ်တယ်ဗျသူမပြောမှဘေးဘီကြီးလိုက်တော့အပြောင်တပတ်လေအင်းရရေပြင်ရဲ့ဘောင်ပင်ခတ်မှုကြောင့်ကျွန်တော်တို့နှုတ်နဲ့တော်တော်ဝေးဝေးတို့တောင်ရောက်နေပါပြီဟာ sorry ပါဗျာကျွန်တော်တောင်းမှန်ပါတယ်နော်ခမရကိုကိုတေချောင်းကြံစီရဲ့တင်လို့အဲ့ဒါကျွန်တော်အပြေးလာပြီးတားလိုက်တာပါ ကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့နေရာနေကြည့်ရင်ခမားတပတ်အပြာကိုမမြင်ရဘူးလေဗျာဟွဘလို့လူမအောင်မသိဘူးအဲ့ဒီမိန်းကလေးကရေထဲကနေတက်လာပြီးနီးဆက်ရခုံတန်းရပေါ်မှာထိုင်လိုက်ပါတယ်ခုံတန်းရနီးမှလည်းသူမချွတ်သားရန်တူတဲ့ခြေအိမ်နဲ့ဘုဖနဲ့အဖြူအောင်လေးတွေ့ရတယ်ဗျကျွန်တော်တောင်းမစကားဆိုနေပေမဲ့သူမကတော့ဒေါသထွက်တဲ့ဟန်ဖြင့်နှကန်းကိုအစွန်းကုန်ဆူထားပါတော့တယ်ဒူအောင်ထီလိတ်တန်ထားတဲ့အာကစားဘောင်းမီရှေကိုချင်းမျက်စိအောက်ထိဆွေးချရင် ကျွန်တော်မျက်စောင်းထိုးပြန်နေပြနနက်ခင်းကပိုပြီးလင်းလင်းချင်းချင်းရှိလာသလိုအင်အားကံမောင်ထက်မှလည်းလေကောင်းလေတန်းရှူပြီးတော့လမ်းလျှောက်နေတဲ့သူတွေကိုလက်လှူရှာအားကစားလုပ်တဲ့သူတွေနဲ့စီကားစားပြုနေပါပြီအဲ့ဒီမင်းကလေးကတော့ကျွန်တော်ကိုစိတ်ဆိုးနေတဲ့ဟန်ဖြင့်ဘာမှကိုဆက်မပြောတော့ဘဲနဲ့ထွက်တော့ပါတော့တယ် ာမင်မိမိတဲ့အင်းကြီးအနီးရောက်ဝတ်ထားတဲ့ကောင်မလေးကယုံဝတီဦးတဲ့ယူပဗေဒမေးကြပထမနှစ်အင်းအားလမ်းမှာနေပြီးတော့ကိုပိုင်ကားနဲ့ကြောင်းတက်တဲ့တတိသမီးဖေအောင်လေမင်းတို့ဘာအစ်စလန်းထွက်နေကြငါလည်းဘာမှမသိရပါလားဟာကွာမင်းတံမြင်းနဲ့သူတို့လောက်ပါကွာအောက်ထိုင်နေတဲ့ဘေဘချန်းလေးဝိုင်းကြုံမှာကောင်မလေးတွိုင်းရှိတွေ့လားအေးတွေ့ရလေအေးအဲဝိုင်းထဲကအင်းကြီးအနီးရောက်ဝတ်ထားတဲ့ကောင်မလေးကိုဒီကောင်အားမင်းအင်းအားကံမှာစုံမှုရတယ်ကွာအေးကလေးကဒီကောင်မလေးအကြောင်းပတ်စုံစမ်းနေတာကြာပြီ။ င်းကဘယ်လိုလုပ်သိလဲကောင်းကန့်ပါကွာတာကြီးကမင်းလိုဘောပဲပဲစိတ်ဝင်စားနေကောင်းမဟုတ်အေးပါအေးပါကိုတန်တန်ရပဲဟိုကောင်အားမမင်းကြီးလာကြီးလားကွာမျက်မျက်လုံးရသူတို့စားနေပကံနဲ့ဆက်ခနဲ့ပြုတ်ကြအောင်မယ်နော်ချောတယ်ကွာတကယ်ကိုချောတာတာကြီးရငါတော့ဘာမှမလုပ်နိုင်လောက်ကိုဖြစ်နေပြီဒါဆိုလဲမင်းစကားလေးပါလေသွားပြောကြည့်လိုက်လေအေးလေကွာတကယ်တော့ចောင်းသားចောင်းသူအချင်းချင်းနှုတ်ဆက်တာပဲဘာလို့မှတော့မရိုင်းပြတတ်ပါဘူးကွာတိုက်အတင်းနာ ဟိုမှာကြည်အောင်ဟဲ့ကမ်းမမမိုးပြန်ဘူးအောင်နေလွတ်နေကြရကြည်အောင်အေးနော်ဟဲ့လှလိုက်တာဟိုလူငယ်တွေအများစုလာကြတဲ့နေရာဆိုတော့လေမြင်မြင်သမျှလေးလွတ်လပ်နေရောတာပဲနော်မရုံးရည်ဒီဦးဟင်ရည်ဒီနင်းတီလားကျွန်တော်မမမိလားမသိဘူးဗျဟိုတခါတုန်းကလေမနှက်စောကြီးအင်းအားကမ်းမမမကျွန်တော်တို့ပထမဆုံးဆုံမှုတွေလေအော်မမမိမိရှင့်ကြောင့်လေကျမတပတ်အပြာလေးဆုံရှုံသွားတာဟွမမမိတပေါ့ရှင်ဟုတ်ကဲ့ပါဗျာအဲ့ဒီအတွက်ကျွန်တော်ထပ်ပြီးတော့တောင်းပန်ဖို့လာပါပြီးတော့ ဒီဝိုင်းကိုလည်းကျွန်တော်ရှင်းပြရစေနော်ရပါတယ်မလိုပါဘူးရပါတယ်ဗျာပြီးတော့ကျွန်တော်နာမည်အားမတ်ပါဗျာမထားပေးပါဦးတင်းချမေးကြမှာပထမနှစ်တက်နေရပါမယွန်းရည်ဦးဘာမှလက်မခံရင်လေဒါလေးတော့လက်ခံပေးပါဗျာဟိုရှင်ဒီမှာဒီမှာဒီမှာအဲ့တော့ဒီတိုင်းထွက်သွားပြီကျန်လက်တော်မကြည့်ဘူးကြီးတာများတန်းလို့တော့ရှက်သွားတယ်ထင်တယ်ကောင်းလေးကခန့်တော့ခန့်သားဟဲ့အစင်လေးကဲတိတိမရဲ့နင်ဘလို့ဖြစ်နေရတော့

ဟိုသူရွေးချယ်ထားတဲ့ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကိုဖုံးဒေစာနဲ့ပဲချောင်းပြရနဲ့လက်ထပ်ရမယ်တမောင်ရဲ့တကယ်တော့ယတိစကားကိုကျွန်တော်မအံ့ဩပါဘူးတနေ့နဲ့တချီချိန်ဒီလိုဖြစ်လာမယ်ဆိုတာကိုကြိုတင်ရိပ်မိတယ်လို့သဘောလေးပေါက်ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ကတောင်းကလာနန်းဝင်ဈေးတဲကအထေဆိုင်လေးတစ်ဆိုင်နဲ့ဘိုးဘောပိုင်အင်ချန်ကွက်တသေးလေးသာပိုင်ဆိုင်နဲ့တာမန်လူလက်တန်းစားတရားမဟုတ်လားယတိဖေဖေသဘောမတူဘူးဆိုတာလည်းဖြစ်တင်တာပဲလေအင်း ဒီကြားတဲ့အခြေအနေကြည့်ပြီးဘာလို့ကြမလဲဆိုတာမောင်တို့တငယ်ချင်းတဲ့အားလုံးနဲ့တိုင်ပင်ကြည့်ရပေါ့နော်ယတီอืมယတီကတော့လေမအောင်မခွဲနိုင်အောင်မောင်လေးတူတူပါပဲကွာ အာမန်မင်းအိမ်ပြန်ပါလားဒီမှာပဲအိမ်ပါလားမင်းတို့အိတ်သွားလိုက်ရရနော်အခုတော့မနေ့နှစ်နာရီကြော်နေပြီငါတို့ကဖလားရရတဲ့သူတွေဆိုတော့ရှုံးသွားတယ်မင်းတို့တနာတတ်ပါလေကွာဟာကွာတော်ပြီဒီမှာအိတ်လေဒီကောင်းလေးလေတိုက်တာနဲ့ကောင်းကောင်းအောင်အိတ်လို့ရမှာမဟုတ်ဘူးပြန်အောင်အာမန်အေးကွာကဲမင်းတို့သဘောပါကွာဘဘကဖလားရရတဲ့ဆရာကြီးရဲ့ဘောဝေးပြတာကျေးဇူးတင်ပါတယ်နော်ဟဲ့အောင်နောက်ရက်အเจ้าမှာတဝိုင်းနော်တဝိုင်းတဝိုင်းချီးတယ်မှာရှုံးနေသူကကြွေးရမှာပေါ့ကွာသာပြီဟဲ့ အေးဘေးသွေးလို့ရန်တီကြပါစေဗောင်မင်းကြီးသားများဟာဟာယောဟေးတိုက်တိုက်တိုက်တော်တိုက်တော်ကြီးဟောဒီနေ့ရသည်အတွက်နောက်ဆုံးဖလားလူဘောလုံးမွေးမှုကျွန်တော်တို့ကောင်းခိုင်းမှာစူဝေဘောလုံးမွေးကြည်ရတဲ့အပြင်ကြောဘွေးအိတ်လွယ်လေးရဲ့လမ်းဖြတ်ကူးလာတဲ့ကောင်းလေးတယောက်ကိုအရှိန်ပြင်းပြင်းမောင်းနေလာတဲ့ကားကဝင်တိုက်သွားတာပါ ဟာကွာတော်တော်လူစိတ်မရှိရဲ့ကောက်မလာဘလို့ကောက်လဲညီလေးညီလေးတတိယပြီလားဟုတ်ကဲ့အန်ဒီမင်းကန်ကောင်းလို့အရေးပေါ်သွေးသွင်းရတယ်ခေါင်းပေါက်တာလာပဲဖြစ်ပြီတခြားကြီးကြီးမှမဘာမှမဖြစ်လို့ဟိုသွေးသွင်းရသေးလားအကိုဟုတ်ပါကွာ ကောက်အရှိန်နဲ့ပြစ်တိုက်လိုက်တာဆိုတော့ကွာဒီလောက်တော့ရှိမှာပေါ့ဟိုဒါနဲ့အကိုတော့ကျွန်တော်ကယ်လာပေးရလားဟုတ်တယ်ညီလေးအကိုတော့တငယ်ချင်းနှစ်ယောက်ရှိတယ်မင်းကားတိုက်ခံလိုက်ရတာကွာသွေးသွင်းတော့လေအကိုတငယ်ချင်းနဲ့မင်းနဲ့သွေးမျိုးစတူနေတော့လေသူပဲမင်းရောသွေးလှူပေးခဲ့ရာဩဟုတ်ဟောကျေးဇူးပါဗျာရပါရင်ငါညီအားကဲမောနေမယ်ဒါတွေမပြောနဲ့ဟုတ်လားအရေးကြီးကပြောအောင်အကိုနာမည်ကအားမယ်ဒီကောင်ရေးနိုင်အကိုတငယ်ချင်းညီလေးနာမည်ကဘယ်လိုခေါ်တော့ကျွန်တော်နာမည်ကအကပါ ။အေးဟုတ်ပြီ။ညီလေးမိဘရဲ့စီကိုအကိုဖုန်းဆက်အကြောင်းကြားပေးထားမယ်လေ။ဖုန်းနံပါတ်ပေး။ဟိုဟိုလေးကျွန်တော်ကအဖေနဲ့ဆိတ်ဆိုးပြီးအိမ်ကဆဲလာခဲ့တာပါကို။အိမ်ကိုကျွန်တော်ပြန်မသွားချင်ဘူးဗျာ။ဟေးမင်းကဖြစ်ပါမလားငါညီရ။အခုချိန်နေနေကြတော့လေ။ဒါနဲ့မင်းအသက်ရောဘယ်လောက်ရှိပြီလဲ။16နှစ်ပါကို။ဟိုကျွန်တော်အသက်ပြည့်ပါပြီ။အေးပါကွာဒါဆိုရင်နောက်မှပြောဖို့အာခါရ။အနောက်ပြန်လောက်ဆိုရင်တော့ဆေးရုံကဆင်းခွင့်ရမယ်ထင်တာပဲအခုတော့လေနေကောင်းနာနာနေနေလာအောင်နော်အာမန် နင်းလည်းအိမ်ပြန်နားလိုက်အောင်လေညလည်းအေးပြတ်ထားရနဲ့ပေးလူထားရနဲ့ဆိုတော့အေးကွာငါလေးနားကျင်နေပြီရေးနိုင်ရမင်းဟောအေးငါကောင်းခန့်အောင်လမ်းခေါ်လိုက်မယ်နင်းအေးစင်နားပြီးပြန်လာမှလူချင်းပြန်လဲမယ်လေအေးကောင်းသားပဲအော်ဒါနဲ့ညီလေးအားကညီလေးဒီရင်တိုက်မှုရောရေးစခန်းမှာအမှုဖွင့်ကျင်သေးလားမဖွင့်တော့ပါဘူးကိုရရှုပ်ရှုပ်ရှက်ရက်တွေကျွန်တော်မလုပ်ချင်ပါဘူးကျွန်တော်လည်းစိုးစိုးဝါးဝါးဖြစ်တာမှမဟုတ်တာပြီးတော့ ကိုကျွန်တော်ဒီလောက်ကူညီတာပဲအားနာလာပါပြီဟာရပါတယ်ကွာကူညီလက်ဆန်းနဲ့စောင်းလီကူညီရမှာပေါ့ကွာဟုတ်ပါတယ်အိစင်တော်ငါညီအားအကိုအိမ်ခဏပြန်လာအောင်မယ်နော်ရအောင်ရင်းနိုင်ငါတော့မယ်နေကင်းချပြန်လာခဲ့မယ်နော်ရှင်မလို့စဉ်းစားထားလိုက်ကိုအမန်။စာမွေးဖြစ်ပြီးရနောက်ဆုံးရက်မှာယတိကိုကောင်းခန့်ကားနဲ့လေခိုးပြဖို့စဉ်းစားထားတဲ့သူရီရဲ့ ျွန်တော်အိမ်ကိုခေါ်လာပြန်လဲယတိအဖိုးကြီးကတနည်းနည်းနဲ့လိုက်လာမှာမို့လားအဲ့ဒါရေးနိုင်နေတဲ့မြို့ပြီကိုပဲခေါ်တော့ရင်ကောင်းမလားလို့မဖြစ်နိုင်ဘူးထင်တယ်နော်ကိုအမန်အခုစာပေဝဲစာပြေရက်မှာတော့မှသူ့ဘယ်ကိုယ်တိုင်အကျိုးပို့လိုက်လို့နေတာပြီလို့ရှင်လည်းမပြောင်းအောင်စောင့်ကြည့်သေးတာပြီးတော့ तू ကငယ်ငယ်ချင်းဖြစ်တဲ့ကျမရဲ့ပြီးတော့တင်းမာလာနဲ့တခြားငယ်ချင်းတွေကမနေ့ကလေးကယတိအိမ်ကိုဝင်တော့ကမပေးတော့ဘူးပြောရတိဖုန်းလည်းမင်းညရဲဆက်လို့မရတော့ဘူးဆိုတော့ဖုန်းကိုသူ့ဖေကတိမ့်ထားလိုက်ပြီထင်တယ်ပြီးတော့ရတိအင်တာနက်သုံးတာကိုလည်းမတွေ့ရတော့ဘူး ဒီတော့အခြေအနေတွေကစိုးနေပြီထင်တယ်ကိုအမန်အမန်ဒီလိုအခြေအနေမရောက်ခင်ကတည်းကရတိကိုကိုအမန်ခိုးပြစ်တင်လားဟုတ်တယ်တီတီပြောငါထောက်ခံတယ်ဟာကွာမင်းတို့ကလည်းစွားကြီးကလေးကငါအဲ့လိုသွားလုံလိုက်ရင်ရတိပညာရဲ့ဒပိုင်းတစားနဲ့ပြီးသွားမှာပေါ့စောင်းဝန်းနောက်ဆုံးနေမှာရတိကိုခိုးပြစ်ဖို့အခွင့်မတိုင်ဘယ်လိုလုပ်မလဲအမန်ဟာကွာအဲ့ဒီအတွက်ငါမှအဖြေမရှိသေးပါဘူးကောင်းခံရအောင် ျွန်တော်အိမ်ပြန်တော့မယ်ကိုအမန်ဒီတော့တွင်ကျွန်တော်ကိုမငြင်းမညူဆောက်ရှောက်ပေးတဲ့အတွက်အကိုတို့မိသားစုကျေးဇူးတင်ပါတယ်ရပါတယ်ကွာအကိုတို့အတွက်လည်းဘာမှအပန်းကြီးတာမဟုတ်ပါဘူးဒီရက်အတွင်းမှာညီလေးတယောက်ရရလို့တော့ကိုကဝမ်းသာနေတာဒီအတိုင်းကိုရိတ်မှာအကိုရေပြီးတော့အဖေအမေရေ၃ယောက်တည်းရှိတာဟုတ်ကိုကျွန်တော်လည်းအကိုတယောက်ရလို့ဝမ်းသာပါတယ်ဗျနောက်ဆိုအိမ်ကမိဘနဲ့စိတ်ဆိုးပြီးတော့လည်းအိမ်မောကဆင်းမဲ့ပါညာမလုံနဲ့တော့တော့တက်လားစိတ်ညစ်ရဲ့အချိန်မရွေးအကိုရောအိမ်မှာလာနေလို့ရတယ်ဟုတ်ပြီလား ဘယ်သွားလို့ဘေးလာရမှမသိတဲ့အိမ်ကြီးတယောက်လမ်းမရောက်တော့မှကိုစိုးရင်တာကြောင့်ကျွန်တော်အိမ်ကိုခေါ်လာခဲ့တာဖြစ်ပါတယ်။ဒီကြားထဲမှာလည်းအာကာကသူ့အဖေနဲ့ပြန်လေပြေလေသွားတာဆိုတော့အခု၁၀ရက်လောက်ကြာမှတော့သူ့မိဘအိမ်ကိုပြန်တော့မှဖြစ်ပါတယ်။အာကာဘယ်မှမတော်တော့ပဲအိမ်ကိုပဲတက်တက်မတ်မတ်ပြန်တော့ဟုတ်ကိုကျွန်တော်အိမ်ကိုပဲပြန်မှာပါ။ကျောင်းလဲပြန်တက်ရအောင်ပါလေ။ဖေဖေကိုလည်းစိတ်ဆိုးပြေသွားပါပြီဗျ။ကျွန်တော်အိမ်ဘောကစိတ်ဆိုးပြီးဆင်းလာရတဲ့အကြောင်းကဖေဖေနောက်မိမယူမှာမို့လို့ပါ။ဒါပေမဲ့အခုတော့ဖေဖေကနောက်မိမမယူဘူးလို့ဖုန်းဆက်ပြီးခတိပေးရတဲ့အတွက်ကျောင်းလဲအိမ်ပြန်တော့မယ်ဗျာ။ အေးပါကွာတားဖားနှစ်ယောက်ပြန်လေပြေလေသွားတော့လဲဝမ်းသာပါတယ်အင်ကအဖေနဲ့မေဇေးရပြန်လာရင်လဲမင်းနှုတ်ဆက်သွားတဲ့အကြောင်းကိုပြောလိုက်ပါမယ်အကနောက်ဆုံးမင်းတော့ငါကြီး တငယ်ချင်းတို့ရဲ့ယတိစီကဘာဆက်တယ်မလဲမရအောင်ဒိုးဘက်ကလည်းစပြောယတိကိုမဆက်တယ်နိုင်အောင်ဆိုတော့ဘလို့လောက်ကြမလဲဘာဆက်လောက်ကြမှာလဲဘလို့လောက်ရမှာတော့ဘာပဲဖြစ်ဖြစ်နီလန်ထက်ရှာပြီးတော့စူးစမ်းကြည့်ရမှာပဲလေအင်းနီလန်ကတော့ကုန်တလောက်ဖြစ်နေပြီအာမန်ဈေးသက်အောင်ဆောင်ပြီးတော့လှောက်ရှာရလဲအဆင်မပြေဘူးဘာတို့မှခြံနဲ့ဝင်ခွင့်မရတာပိုဆိုးတယ်ပြီးတော့ဘယ်နေ့ဘယ်ရက်မှာယတိကိုဟိုလူနဲ့ပေးစားမယ်ဆိုတာကိုလည်းငါတို့မသိကြဘူးနောက်ဆုံးကွာညဘက်ခြံနဲ့ခိုးဝင်ရုံပဲရှိတော့တယ်အဲ့ဒါလည်းလွဲမဲမထင်ဘူးနော် အဆောက်အအုံရနှစ်ယောက်တောင်ဆိုတော့နင်တို့ channel ဝင်ဖို့ခဲရင်လိမ့်မယ်ထင်တယ်ဖြစ်ချင်啊ဖြစ်ဟာဘာနီးလဲမှမရှိရင်တော့ channel ကိုရအောင်ဝင်ရမှာပဲနောက်ဆုံးနှစ်စာမွေးပြီးလို့တပတ်စီရတဲ့ရှိနေပေမဲ့အခုထိယဒီနဲ့အဆက်အသွယ်မရတာမို့ကျွန်တော်တို့အဖွဲအကြံထုတ်နေရတာဖြစ်ပါတယ်အဲ့ဒီအချိန်ကျွန်တော်ဖုန်းနဲ့မတိတဲ့ဖုန်းစိမ်းတစ်ခုရဲ့ message ဝင်လာတာမို့မောင်စနေနေ့ည7:00နာရီမှာအင်းရကံမောင်အဆောက်နေပါဒီစာကိုရရင် okay လို့ပြန်ပြီး message ပို့ပါဖုန်းမဆက်နဲ့တော့မောင် ချက်တဲ့ယတီဟာဟာဟေးအောင်လေဟေးအောင်လေလာကြည့်အောင်ဒီမှာယတီဆရာရရဲစာဟဲအဲ့ဒါဆိုအချိန်နေကောင်းပြီပြောရမှာပဲဟဲ့ဟုတ်တယ်ဒီနေ့ကြာတာပရင်းနေ့ဆိုတော့စီစဉ်စရာရှိတာစီစဉ်ထားကြရုံပဲ စနေနေ့ညဟာတခြားညတွေလိုပါပဲအချိန်တွေတရွေ့ရွေ့သွားနေပါတယ်အင်းအားကံပါအောက်ဖက်ပြည်လမ်းမပလက်ဖောင်းနဲ့မင်းမွေးမှာရှိတဲ့တပင်ရဲအောင်မှာကျွန်တော်တို့တငယ်ချင်းသုံးယောက်ကားတစ်စီးနဲ့စောင့်နေတာပါကျွန်တော်ရင်တွေတုံလိုက်တာဗျာကြားလိုက်တာကွာအခုထိမလာသေးဘူးသာမပါကွာမပူပါနဲ့အာမန်ဟာချိန်ထားတာအချိန်နဲ့တနားရီတော့နောက်ကျနေပြီကွာဘာရင်တွေပူလိုက်တာကွာဟဲ့ဟိအောင်လေးဟိုမှာကားတစ်စီးဒီလိုလာနေရထင်နေ ယတီမောင်ပြီးမှလမ်းတဲ့ကြတော့ကိုကောင်းခန့်ရဲ့ကားကိုဝင်းမဲတက်ပြီးသွားကြတော့လေဟမ်အာကာမို့လားဟုတ်တယ်ကိုကြီးကျွန်တော်အာကာပါဗျမမယတီရဲ့မောင်ရင်းကျွန်တော်အိမ်ပြန်ရောက်တော့မမငိုယိုပြီးကျွန်တော်အခုညတောင်းတယ်အချောင်းစုံလည်းပြောပြတယ်အဲဒီကြမှာမမချစ်သူကကိုအားမန်ဆိုတော့ကျွန်တော်သိရတာကျွန်တော်ရဲ့တသက်ခင်ကျေးဇူးရှင်လို့ဖြစ်နေရဲ့ကိုအားမန်ဆိုတော့ကျွန်တော်ကကူညီရတော့ဗောဗျာခုလိုချိန်ချက်လုပ်ဖို့အတွက်မမကျွန်တော်ဖုန်းကိုအသုံးပြုပြီးတော့ကိုအားမန်ဖုန်းထဲကို message ပို့လိုက်တာ အခုကဘလုံနည်းနဲ့အိမ်ရထွက်လာကြလဲအာကဒါမျိုးကအတွင်းလူပါတယ်အသိမခက်ခဲပါဘူးကိုရဲနိုင်ဒီနေ့ညတငယ်ချင်းတယောက်ရဲ့မွေးနေ့ပွဲပါတီရှိရဲ့လေအဲ့ဒီပါတီပွဲလုံးမဲ့အိမ်မှာအိမ်မယ်လို့ဖေဖေကိုပြောခဲ့တယ်ညာဦးပိုင်း9နာရီလောက်ထဲကကျွန်တော်ကအဲ့ဒီပါတီပွဲမှာအချိန်ဖြုံးရင်ဖေဖေအိတ်လောက်မဲ့အချိန်ကိုစောင့်နေတာညာ7နာရီထိုးကနေလောက်ကြမှာအိမ်ကိုပြန်သွားတာပေါ့ဗျာဖြစ်စည်းတစ်ခုခုမေ့ကြံခဲ့လို့အိမ်ကိုပြန်လာတဲ့ပုံစံမျိုးနဲ့ပေါ့ပြီးတော့အရန်မူပြီးငိုက်နေတဲ့အဆောက်တွေအလက်မှာမမကိုကားဝတ်တက်ခိုင်းပြီးခြံထဲကထွက်လာခဲ့တာကဲမင်းမင်းသွားကြတော့လေကိုကမှ နောက်ပိုင်းပြဿနာတွေကျွန်တော်ပဲကြည့်ရှင်းထားလိုက်မယ်နော်ဂျေစုတမရယ်ငါညီအားလမောင်မှာကျွန်တော်တို့ကတရရိပ်ပြေးနေပါတယ်။မကွေးနိုင်သောမန်တချဲဟုဆရာမင်းလူတင်စားခေါ်ဝါခဲ့တဲ့အင်ရကန်ဟာကျွန်တော်တို့ရဲ့နောက်မှာကြံရစ်ခဲ့ပါပြီ။ကျွန်တော်ပခုံးပေါ်မှာခေါင်းမိပြီးတော့အိပ်ပျော်နေတဲ့ယတိကိုငှေ့ဆောင်ကြည့်ရင်နဲ့ကျွန်တော်တယောက်တည်းတိထားတဲ့လှုပ်ဝက်ချက်တစ်ခုကို ဘတော်မှထုတ်မပြောတော့ဘူးဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါကတော့ယဒီနဲ့အဆက်အသွယ်ရလို့ရညာသူမအိမ်သားမှအချင်ပေါင်းတဲ့အဖြစ်ဟန်ဆောင်ခဲ့တဲ့နေ့ရက်ကမြင်တွေ့ခဲ့ရတဲ့ယဒီနဲ့ပေးစားမယ်ဆိုတော့ကိုဖုံးတေစားရဲ့ကားနံပါတ်ဟာအာကကိုတိုက်ပြီးမောင်းပြေးသွားတဲ့ကားနံပါတ်နဲ့လုံးဝတူနေတယ်ဆိုတာပါပဲ Radio Drama brought to you by MI Radio MI Radio ပရိသတ်တွေအခုနားဆင်ခဲ့ရတာကတော့ ဇလန်းခိုင်မြဲသူရရေးသားထားတဲ့အင်းရမှာတာတဲ့လားဆိုတဲ့ဇလန်းလေးကိုနားဆင်ခဲ့ရဖြစ်ပါတယ်။ဒီအစီအစဉ်ကိုတော့မငိမ့်လဲမောမတင်ဆက်ပြီးဆွဲဖြိုးစုလက်ရီတီဟာသွေးကိုညံတန့်ဖြိုးအောင်တို့ကပါဝင်ကုညီတယောက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။အတန်ဖမ်းပေးတဲ့သူကတော့ audio engineer ကိုညံဖြစ်ပြီးအတန်တီးဖြတ်ခြင်းကိုတာဝန်ယူပေးထားတာကတော့ audio engineer တန့်ဖြိုးအောင်ဖြစ်ပါတယ်။ ် MI Radio ပြည်သက်များရဲ့ကလောင်ဆန်းကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ thank you